အားလုံးပဲမင်္ဂလာပါ Bummy's Knowledge Hub Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုဗီဒီယိုမှာပြထားတဲ့မီယထာလန်ကြီးကိုတော့ Uganda Railway လို့ခေါ်ပါတယ်ဒီမီယထာလန်ကအရှေ့မိုင်ပေါင်း920ကျော်ရှိလျားပြီးတော့မှကင်ညာနိုင်ငံမွန်ဘာစာမြို့ကနေစတင်ပြီးမြို့တော်နိုင်ရိုဘီဆာဗိုဒေတာရီရဲ့ဆာဗန်နာလွင်ပြင်တွေကိုဖြတ်သန်းပြီးတော့ Uganda နိုင်ငံ Kisumu မြို့အထိရှိလျားပါတယ် အာဖရိကတိုက်ရဲ့နာမည်ကြီးဝစ်တိုရီယာရေကန်ကြီးရှိတာကလည်းဒီမျိုးပါပဲဒီမီယထားလန်းကြီးကိုအဲ့ဒီချိန်ကအာဖရိကမှာနေမီအမျိုးအများကိုကိုလိုနီပြုထားခဲ့တဲ့ဗြိတိရှ်အင်ပါရာကနေမှ1896ခုနှစ်ကနေ1900ခုနှစ်အထိစုစုပေါင်း9နှစ်ကြာတည်ဆောက်ခဲ့ရပါတယ်ဒီလိုမိုင်မောင်း900ကျော်ရှည်လျားတဲ့ယထားလန်းကြီးတည်ဆောက်ရခြင်းရည်ရွယ်ချက်ကတော့အာဖရိကတိုက်ရဲ့ထွက်ကုန်တွေဖြစ်တဲ့ဂျုံနဲ့ကော်ဖီလိုကုန်ပစ္စည်းတွေကို ပင်လယ်စိတ်ကမ်းအထိအလွယ်တကူသေယူပို့ဆောင်နိုင်ဖို့ပါ။ဒါ့ပြင်အာဖရိကတိုက်အတွင်းကအင်္ဂလိပ်တွေရဲ့ဩဇာကိုဖျန့်ချက်နိုင်ဖို့နဲ့သူတို့ရဲ့ကိုလိုနီနယ်မြေတွေကိုချိတ်ဆက်ရမှာအသုံးပြုနိုင်ဖို့ရည်ရွယ်ချက်တွေနဲ့ဆောက်လုပ်ခဲ့ကြပါတယ်။ကုန်ကြစရိတ်အနေနဲ့ဆိုရင် ပေါင်9တသမ5သန်းကုန်ကြခံခဲ့ပြီးတော့ဒီနေ့ခေတ်တန်ဖိုးအနေနဲ့ဆိုရင် ပေါင်သန်း650အထိရှိခဲ့ပါတယ်။ ဒီ Uganda Railway ကယနေ့ထက်ထိတိုင်ကင်ညာနိုင်ငံရဲ့အခြေခံကြားတဲ့မြေထားတည်ယူပို့ဆောင်ရေးနဲ့အရေးပါတဲ့အခမ်းအကဏ္ဍတွေမှာပါဝင် နေတော့မှာပဲ။ဒါပြင်ကမှတမိုင်းဝင် မြေထားလမ်းကြီးဖြစ်တာနဲ့အညီဒီနေ့ခင်မှာဆိုရင်ကဘာလဲခီးသွွားတွေအတွက်လိလလဲပတ်ဆရာ နေရာတစ်ခုလည်းဖြစ်နေပြန်ပါတယ်။ဒီလိုမျိုးကိုလိုနီခေတ်ရဲ့ပြားရုပ်တစ်ခုဖြစ်တဲ့မြေထားလမ်းက ဲ့ဒီအချိန်ကအာဖရိကတိုက်ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေစွန်စားမှုတွေကိုကိုစားပြုနေတဲ့နေရာတစ်ခုဖြစ်တယ်လို့တစ်ဖက်မှာလည်းကိုလိုနီခေတ်ရဲ့ရက်စက်မှုတွေသွေးစွန်းတဲ့ဖြစ်ရပ်တွေတပုံတပင်နဲ့ကြောက်လန့်ပွေရဇက်ကြောင်းတွေရှိခဲ့ပါတယ်ဒီနေ့မှာတော့ဒီမီယထာလန်ဒီတီဆောက်စင်ကာလာက ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်ဆိုးကြီးတွေအများအများတဲကမှဆာဗိုလို့ခေါ်တဲ့ချင်းနစ်နှကောင်ကြောင့်လူပေါင်းရာနဲ့ချီပြီးတေဆုံးခဲ့ရတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ် ဒီယထာလန်းစီမံကိန်းကြီးကို1896ခုနှစ်မှာစတင်ခဲ့တာပါအဲ့ဒီချိန်ကဒီမီယထာလန်းဆောက်လုပ်ရေးမှာအသုံးပြုနိုင်ဖို့အိန္ဒိယနိုင်ငံကနေအလုံသမားပေါင်း3200ခန်းကိုခေါ်ယူခဲ့ကြပါတယ်အဲ့ဒီနောက်ဒီစီမံကိန်းကြီးကိုစတင်ခဲ့ကြပြီးကင်ညာနိုင်ငံမွန်ဘာစာမြို့ကနေစတင်ဖောက်လုပ်ပါတယ်မွန်ဘာစာကနေမှမြို့တော်နိုင်ရိုဘီကိုရောက်ရှိခဲ့ပြီးတော့ 1898ခုနှစ်မတ်လမှာတော့ဒီစီမံကိန်းရဲ့ဒစိမ့်တေတာဖြစ်တဲ့စာဖို့ဒေတာကို ရောက်ရှိခဲ့ပါတယ်။ဒီနေရာမှာပဲအခုလိုကြောက်စရာကောင်းတဲ့ဖြစ်ရဆိုးတွေပေါ်ပေါက်လာခဲ့ရတာပါ။အဲ့ဒီချိန်ကသူတို့ကမွန်ဘာစာမြို့ကနေစတင်တိုင်းထွာမယ်ဆိုရင်မိုင်ပေါင်း130ကျော်အထိဒီမြေထားလမ်းကြီးကိုအောင်မြင်စွာဆောက်လုပ်ပြီးခဲ့ပါပြီ။1898ခုနှစ်မတ်လကိုရောက်မှစာဖို့ဒေတာကိုရောက်ရှိလာကြပြီးတော့ ဒီဒေသကကင်ညာနိုင်ငံ Savo East National Park နဲ့ Savo West National Park နှစ်ခုရဲ့ကြားထဲမှာတည်ရှိပါတယ်ဒီဒေသကိုရောက်ရှိလာချိန်မှာတော့စီမံကိန်းရဲ့ engineer ချုပ်ဖြစ်တဲ့ John Henry Peterson ရဲ့ဦးဆောင်မှုနဲ့အတူအိန္ဒိယအလုံသမားပေါင်းထောင်နဲ့ချီပြီးတော့ပါဝင်ခဲ့ပါတယ်သူတို့ကရောက်ရောက်ချင်းပဲဒီဒေသမှာမြင်းအနေထားလေးလာမှုတွေအလုံသမားတွေနေထိုင်ဖို့ယာယီအဆောက်အဦတွေစောက်လုပ်ခဲ့ကြပါတယ် ဒီလိုနဲ့တလားကန်းအကြာမှာပဲသူတို့ကမြေထားလန်ဖောက်လို့ရေးကိုစတင်ခဲ့ကြပါပြီ1898ခုနှစ်မတိုင်ခင်ကစာဗိုဒေတာမှာဖြစ်ပွားခဲ့တဲ့တော်ရစ်ကဘေးယောဂအကြောင်းတော်ရိုင်းတိရစ္ဆာန်တော်တော်များများသိဆုံးခဲ့ရပါတယ်ဒီထက်မှာကျွဲသမင်တော်ဝတ်နဲ့မြင်းကြားလိုမျိုးရှင်တွေရဲ့အစာတွေဖြစ်တဲ့တလိပ်ဆန်တွေတော်တော်များများလဲအရင်အတွက်အစမတန်ကြာစင်းခဲ့ရပါတယ်။ဒါကြောင့်ဒီဒေသကအသားစားတလိပ်ဆန်တွေအတွက်အစားအစာရှားပါနေချိန်မှာ ရုတ်တရက်ရောက်ရှိလာတဲ့လူပေါင်းများစွာကို သူတို့ရဲ့အစာအဖြစ်သတ်မှတ်ပြီးတော့အမဲလိုက်စားတောက်တဲ့ဇလန်းတွေဖြစ်ပေါ်လာပါတော့တယ်။ဒီဖြစ်ရက်ကလည်း Anjumin လူသားစားချင်းတွေအုပ်တွေလိုပဲလူနဲ့ချင်းတွေရဲ့ဂျာကကြီးမားတဲ့ပဋိပက္ခတစ်ခုဖြစ်ခဲ့ပြီးတော့တမိုင်းမှာတလိမ့်ဆန်တွေရဲ့အဆိုးအဝါဆုံးတိုက်ခိုက်မှုတစ်ခုအဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။စားလို့ရေလုပ်ငန်းတွေစတင်ပြီးမကြာခင်မှာပဲပထမအဦးဆုံးတိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။ ဒီလုပ်ငန်းခွင်မှာလုံးကင်နေတဲ့အိန္ဒိယအလုံသမားတဦးကစာဖို့မြကန်းပေးမှာအိပ်ပျော်နေတော့မှာပဲရှင်သေးတကောင်ကရုတ်တရက်ဝင်ရောက်တက်ဖြတ်ပြီးတော့ဆွဲယူသွားခဲ့ပါတယ်အဲ့ဒီနောက်ဇက်တိုက်ဆိုသလိုပဲစာလို့ရေးလုပ်ငန်းခွင် အလုံသမားတွေတယောက်ပြီးတယောက်ရှင်သေးတွေရဲ့အမဲလိုက်စားတောက်ခြင်းကိုခံခဲ့ရပါတယ်မကြာခဏရှင်သေးနှစ်ကောင်ကလူတွေကိုဒီလိုမျိုးအမဲလိုက်နေတာကို တွေ့မြင်နေရတာကြောင့်ဒီစာလို့ရေးသမားတွေကစာဖို့ဒေတာကဒီရှင်သေးနှစ်ကောင်ကိုစာဖို့လိုင်းဝင်းတွေလို့နာမည်ပေးလိုက်ပါတယ် အဲ့ဒီနောက်အလုသမားတွေကဒီချင်းနဲ့နှကောင်ရဲ့ရန်ကြောင့်အလုသိန်းတာနဲ့သူတို့ရဲ့ယာယီရွက်ပြင်တဲတွေကနေအပြင်ကိုတော့မထွက်ရဲခဲ့ကြတော့တဲ့အခြေအနေကိုရောက်ရှိခဲ့ရပါတယ်။ဒီနေရာမှာဒီချင်းတွေနဲ့ပတ်သက်ပြီးထူးခြားချက်အနေနဲ့ကတော့ဒီချင်းတွေအထင်းနှကောင်ကအရွယ်ရောက်နေပြီးတာတောင်လေဆံမွေးတွေရှိမနေပါဘူး။ချင်းတွေအမားတွေလိုလေဆံမွေးလုံးဝမရှိတာမဟုတ်ပေမဲ့အရွယ်ရောက်ပြီးသားချင်းတွေအထီးတွေအနေနဲ့ကတော့ရှိတဲ့ရှိထိုက်တဲ့လေဆံမွေးတွေရှိမနေခဲ့တာပါ။ ဒီအကြောင်းကိုတော့ဗီဒီယိုရဲ့နောက်ပိုင်းမှာကျွန်တော်အသေးစိတ်ပြောပြသွားပါမယ်။ဒီလိုချင်းနှစ်နှကောင်တောင်းချမ်းလာတဲ့အခြေအနေကိုရောက်ရှိလာတဲ့အချိန်မှာတော့ဆောက်လုပ်ရေးအလုပ်သမားတွေကလည်းနီလန်းမျိုးစုံနဲ့ကာကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။နေကင်းဘက်အလုပ်ချိန်တွေမှာတစူးတစည်းတဲ့အလုပ်လုပ်ကြပြီးတော့အမြဲတမ်းလိုလိုလူအစုအဖွဲ့နဲ့သာတွာလာလုပ်ကင်ကြပါတယ်။ဒါပေမဲ့ဒါကလည်းမအောင်မြင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ဒီချင်းနှစ်ကောင်ကညဘက်လူတွေအိမ်မောကြနေတဲ့အချိန်မှာအဆောက်ဦးတွေရွက်ဖြင့်တဲတွေတဲ့အထီကိုဝင်ရောက်ပြီးတော့လူတွေကိုဆက်လက်အမဲလိုက်ခဲကြပါတယ်။အဲ့ဒီနောက်မှာတော့ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်မှာဦးဆောင်နေတဲ့သူတွေကလုံခြုံရေးအတွက်ထပ်မံဆောင်ရွက်ခဲကြပါတယ်။အဲ့ဒါကတော့အလုံသမားတန်းရားတွေကိုခြံစည်းရိုးတွေကာယနာတွေညဘက်မှာအလဲကျကင်းဆောင်တာမျိုးတွေလုပ်ပြီးကာကွယ်ကြတာပါ။ ဒါပြင်ကမှတော်ရိုင်းတလိဆန်တော်တော်များများကမိကိုကြောက်တက်ကြတာကြောင့်ညဘက်မောင်မီဆိုတာနဲ့စခန်းပတ်ပတ်လည်မှာမိဘအကြီးကြီးတွေကိုဖို့ပြီးတော့ကြိုတင်ကာကွယ်တာမျိုးတွေကိုလည်းလုပ်ခဲ့ကြပါတယ်။ဒီကြားထဲမှာလည်းဒီချင်းသေးနှကောင်ကိုနှိမ်နှင်းသက်ဖြတ်ဖို့အချိန်ချင်းစူးစမ်းခဲ့ပေမဲ့မအောင်မြင်သေးပါဘူး။ဒီလိုကြိုတင်ပြင်ဆင်တာတွေကာကွယ်တာမျိုးတွေလုပ်ခဲ့ကြပေမဲ့သူတို့ရဲ့အစီအမံတွေကဒီချင်းသေးတွေရဲ့လူသားစားခြင်းစိတ်ကိုတော့တားဆီးနိုင်စွမ်းမရှိခဲ့ဘူးလို့ပြောရမှာပါ။ ဒီချင်းတဲ့နှကောင်ကလင်းရင်လစ်တလို့အလုံသမားတွေကိုတက်ဖြတ်စားပေါက်နေကြတော့မှာပဲဒီကောင်တွေကကာယံထားတဲ့ခြံစည်းရိုးတွေကိုအလွဲတကူကြော်ဖြတ်နိုင်ကြသလိုတခြားတောင်းရိုင်းတလိမ့်ဆန်တွေလိုလည်းမိကိုကြောက်ရွံ့ခြင်းမရှိဘဲနဲ့ညဘက်တွေမှာစခန်းထဲကိုဝင်ရောက်လာပြီးတော့စိတ်ကြိုက်မွေနောက်နေခဲ့ကြတာပါဒါကလည်းတောထဲမှာသားကောင်ရှားပါနေတဲ့အချိန်ဖြစ်တာအပြင်တလိမ့်ဆန်တွေလိုပြေးလွှားပြီးတော့ပင်ပင်ပန်းပန်းအမဲလိုက်เสียမလို့ပဲနဲ့ အဆူလိုက်ပြုံလိုက်ရှိနေတဲ့လူတွေကိုပဲအလွယ်တကူဝင်ရောက်ကြိုက်ချီတာကဒီချင်းသေးတွေအတွက်ပို့ပြီးတော့ပုံမလွယ်ကူးနေလို့ဖြစ်နိုင်ပါတယ်ဒီလိုနဲ့အလုံသမား၁၀ခန်းလောက်ဒီချင်းသေးစာဖြစ်ပြီးတဲ့နောက်မှာတော့လုံသမားတွေရဲ့ဂျားထဲမှာလည်းအကြောက်တရားကစိတ်ဝင်လာခဲ့ပါပြီဒီလိုညဘက်ပိုင်းတွေမှာလူတွေကသတိဝိရိယနဲ့နေကြတာကြောင့်အစာရှာဖို့ခက်လာတဲ့ချင်းသေးနှကောင်ကနေကင်းဘက်တွေမှာပါလူတွေကိုဝင်ဆွဲပါတော့တယ် မြေထားလဲစောင်းလုပ်ရေးလုပ်ငန်းတွင်တွေကိုပါ နေကင်းဘက်မှာဝင်ရောက်အမဲလိုက်ခဲ့တာကြောင့်အလौသမားတော်တော်များများရဲ့ကြောင်းယုံမှုတွေကလည်းအထုတ်ထိတ်ကိုရောက်ရှိလာပါပြီအာဖရိကရဲ့ပူပြင်းလာတဲ့နေရောင်အောက်မှာတနေကုန်အလို့လောက်ကြရပြီးတော့ညာဘက်အနာယူချိန်မှာ ဆိုရင်လဲကောင်းကောင်းမအိပ်ရဲကြပဲနဲ့ဘယ်ချိန်မှာရှင်နစ်တွေကကိုတကားဝါကိုရောက်လာမလဲဆိုတာကိုရင်တထိန်ထိန်နဲ့စောင့်နေကြရတာပါဒါပြင်အလုံးလုံးနေချင်းအတွင်းထဲမှာတော့ချင်းသေးစာဖြစ်သွားနိုင်တဲ့အခြေအနေတွေကလည်းရှိနေပါတယ် အစားအစာနဲ့ဆေးဝါးလုံလုံလောက်လောက်မရရှိတဲ့အပြင်အခုလိုကြောင်းမတ်ဖွယ်ရာဖြစ်ရဆိုးကြီးနဲ့ပါရင်ဆိုင်လာရတာကြောင့်အလုံသမားတော်တော်များများကတော့ဒီနေရာမှာဆက်လက်အလုပ်လုပ်ဖို့ကိုစတင်ညှင်းဆန်လာကြပါတယ်။ယာနဲ့ခြိတဲ့ဆောက်လုပ်ရေးအလုံသမားတွေကဒီစာဖို့ဒေတာလုပ်ငန်းငွေကနေထွက်ပြေးခဲ့ကြပြီးတော့ကျန်နေခဲ့တဲ့အလုံသမားတချို့တဝက်ကလည်းဒီခြင်းသေးတွေရန်ကနေမအေးမချင်းအလုပ်ခွင့်ဝင်မှုကိုညှင်းဆန်ခဲ့ကြပါတယ်။ ဒါကကဘာတဝက်လောက်ကိုတောင်သိမ်းပိုက်ထားတဲ့ British Empire အတွက်တော်တော်လေးကောင်းရှုပ်စရာဖြစ်စေခဲ့ပြီးတော့စာဗုဒ္ဓတမီယထာလန်ဖောက်လုပ်ရေးလုပ်ငန်းခွင်ကလည်းအချိန်တိုင်းတာတစ်ခုထိရပ်ဆိုင်းသွားခဲ့ပါပြီ။ဒါကြောင့် British အစိုးရကနေဒီပြဿနာကိုဖြေရှင်းဖို့အတွက်စီမံကိန်းရဲ့ဥဆောင် engineer ချုပ်ဖြစ်တဲ့ Peterson ကိုတာဝန်ပေးခဲ့ပါတယ်။ဒါကြောင့် Peterson ကစာဗုဒ္ဓရှင်နှစ်ကောင်ကိုနှိမ်နင်းမှုတာဝန်ကသူ့ဘော်ကိုလုံးလုံးလျားလျားကြားရောက်လာခဲ့ပါတယ်။ သူကဒေသခံမုတ်ဆိုးတွေကိုငားယမ်းပြီးတော့ဒီချင်းတဲ့နှကောင်ကိုတက်ဖြတ်ဖို့ရှင်းလင်းခိုင်းခဲ့ပါတယ်။ဒါကမအောင်မြင်ခဲ့တဲ့အပြင်ဒီထက်ကအမဲလိုက်သမားတချို့ကပါစာဖို့ချင်းတဲ့ရဲ့အစာဖြစ်သွားကြပါလေတဲ့။အဲ့ဒီနောက်ထောင်ချောက်တွေဆင်ပြီးဖန်းစီဖို့ကြိုးစားခဲ့ပြန်ပါတယ်။ဒီစီဇန်ကလည်းမအောင်မြင်ခဲ့ပဲပါနယ်လွန်တဲ့ချင်းတဲ့နှကောင်ကအလွဲတကူပဲထောင်ချောက်တွေကိုရှောင်ရှားသွားနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာအလုသမားတန်ရရဲ့အနီးနားမှာတန်ဆူးကျိုးတွေခင်းပြီးတော့ကာကွယ်ထားတာတော့မှာ ။ရှင်လေးတွေကအလွယ်တကူကြော်ဖြတ်နေနိုင်တော့မှာပဲ။ဒီလိုနီလန်ပေါင်းစုံနဲ့စ조사ပြီးတာတော့အောင်မြင်မှုမရှိတဲ့နောက်မှာတော့ပီတာဆန်တယောက်ကတော်တော်လေးစိတ်ရှုပ်လာပုံရပါတယ်။ဒါကြောင့်မဲဒီရှင်လေးနှကောင်ကိုသူကိုယ်တိုင်ပြစ်ခတ်ရှင်းလင်းဖို့ဆုံးဖြတ်လိုက်ပါပြီ။အဲ့ဒီချိန်က1898ခုနှစ်ဩဂတ်လကိုရောက်ရှိနေပါပြီ။မိုးရသည်ကိုရောက်လာတာနဲ့အညီတော်ရင်းအေရီယာဖြစ်တာကြောင့်ရာသီဥတုကြမ်းတမ်းပြီးတော့ငှက်ဖျားလိုယောဂါတွေကလည်းအလုံသမားတွေခံစားနေကြရပါတယ် ီလိုဖျားနာမှုတွေအပြင်ချင်းသစ်တွေရဲ့ရန်ကိုလည်းကြောက်နေရတာကြောင့်ဒီမြရထားလန်းဆောက်လို့ရေးလုပ်ငန်းခွင်ကရက်ဆိုင်ထားခဲ့ရပြီးတော့မူလတမဲ့ရက်တဲ့အများကြီးနောက်ကျနေခဲ့ပါပြီဒီနေရာမှာပီတာဆန်အကြောင်းကိုအနည်းငယ်ပြောရမယ်ဆိုရင်သူက British Engineer တက်မှာတာဝန်ထမ်းဆောင်နေတာဖြစ်ပေမဲ့စစ်သားဖြစ်တာကြောင့်တနက်ကိုကျွန်းကျွန်းကျင်ကျင်ပြစ်ခတ်နိုင်ပါတယ်။ဒါပြင်ကမှအိန္ဒိယနဲ့အာဖရိကမှာနှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ဘူးတာကြောင့် အဲ့ဒီခေတ်ကမျက်နှာပြူအရာရှိတွေရဲ့ထုံးစံအတိုင်းအမဲလိုက်ရတာကိုလည်းတော်တော်ဝါသနာကြီးတဲ့သူပါသူရဲ့အမဲလိုက်မှတ်တမ်းတွေမှာဆိုရင်ရှင်သစ်တွေအပါအဝင်ကစင်ချစ်တဲ့အာဖရိကသားရဲ့တိရစ္ဆာန်တော်တော်များများကိုလည်းအမဲလိုက်ခဲ့ဘူးတဲ့သူပါဒီလိုအတွေ့အကြုံတွေရှိနေတာကြောင့်လေသူကဒီစာဖို့ရှင်သစ်တွေကိုအမဲလိုက်ဖို့ယုံကြည်ချက်အပြည့်နဲ့ဆုံးဖြတ်ခဲ့တာလို့ပြောနိုင်ပါတယ် ီချင်းသေးတွေကိုပြစ်ခတ်နေနေဖို့ကတော့သူကဗြိတိရှစစ်တပ်ထော .303 caliber rifle ကိုရွေးချယ်ခဲ့ပါတယ်။ဒီ rifle က .303 British cartridge ကိုအသုံးပြုရတာဖြစ်ပြီးတော့ချင်းသေးလိုသားကောင်ကြီးတွေကိုပြစ်ခတ်မယ်ဆိုရင်အယိုးကိုပါဖောက်ထွက်သွားနိုင်တဲ့အထည်ပြင်းအားရှိပါတယ်။ဒါကလည်းစစ်သားတအူးဖြစ်နေတာကြောင့်မမှန်ကန်ကန်ရွေးချယ်နိုင်ခဲ့တယ်လို့ဆိုရမှာပါ။ဒီလိုနဲ့ပီတာဆန်ကဒီဆာဗိုချင်းနှစ်ကောင်ကိုနှိမ်နင်းဖို့စူးစမ်းခဲ့တာကလေးလကြာမြင့်ခဲ့ပါပြီ လူသားစားပြီးတော့အလွန်ပါနဲ့နေတဲ့ဒီချင်းလေးတွေကိုအချိန်ပြည့်စောင့်ကြည့်နေပေမဲ့1898ခုနှစ်နိုဝင်ဘာလကိုရောက်တဲ့အထိမနေနေနိုင်သေးပါဘူး။ဒါကြောင့်ပီတာဆန်ကသူ့ရဲ့အမဲလိုက်ဗျူဟာကိုပြောင်းလဲပစ်လိုက်ပါတယ်။အရင်ကလိုချင်းလေးတွေနောက်ကိုလိုက်လံပစ်ခတ်တာမျိုးမလုပ်တော့ဘဲနဲ့စခန်းအနီးအနားမှာပဲတစ်ပင်ပေါ်မှာလင်းစင်ထိုးပြီးတော့ပစ်ခတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုလင်းစင်ထိုးပြီးတော့ပစ်ခတ်ရတာကတော်တော်စိတ်ရှည်ရပြီးတော့အချိန်တွေလည်းအများကြီးပေးရပါတယ်။ ဒီလိုစိတ်ရှိလက်ရှိနဲ့နေပေါင်းများစွာစောင့်ဆိုင်ပြီးတဲ့နောက်မှာတော့1898ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာပီတာဆန်တယောက်ကစိတ်ရှိခြင်းရဲ့အကျိုးကျေးဇူးကိုရရှိခဲ့ပါပြီ။အဲ့ဒီနေ့ကစာဖို့ချင်းသေးနှစ်ကောင်ကလူတွေကိုအမဲလိုက်ဖို့အတွက်စခန်းအနီးကိုချင်းကပ်လာခဲ့တာပါ။ဒီချင်းသေးနှစ်ကောင်ကစာဖို့ချင်းသေးတွေဖြစ်တယ်ဆိုတာကိုတော့ပီတာဆန်ကအတက်သိခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အရွယ်ရောက်ပြီးချင်းသေးအထီးနှစ်ကောင်ကလေဆယ်မွေးတွေရှိမနေလို့ပါ။ ီချင်းတဲ့နှကောင်ကပစ်ကွင်းထဲမှာထင်ရှားလာနေပြီဖြစ်တာတော့ပီတာဆန်ကတော့မပစ်သေးပဲထမှန်ဆောင်ဆိုင်နေပါသေးတယ်ဒီလိုနဲ့ဂိုက်30အကွာမီတာနဲ့ဆိုရင်28မီတာခန့်အကွာအဝေးကို ရောက်ရှိလာတော့မှဒီနှကောင်ထဲကတကောင်ရဲ့လက်ပြင်နဲ့ဘိုက်ကြားထဲကိုတက်တက်ပစ်ခတ်လိုက်ပါတယ်အော်စရာကောင်းလောက်အောင်မဲ .303 ကာလီဘာလိုတနက်မျိုးနဲ့ချက်ကောင်းကိုထိသွားတာတော့ဒီချင်းသေးကချက်ချင်းမသေးဆုံးခဲ့ပါဘူး ဒီချင်းလေးကိုအဆုံးတတ်နိုင်မှုပီတာဆန်က၉ချက်တိတိပြစ်ခတ်ခဲ့ရပါတယ်။စုစုပေါင်းခနာကူအတွင်းမှာကြီး၉လုံးတိတိရောက်ရှိသွားပြီးမှသာဒီချင်းလေးကအသက်ချုပ်ငြိမ်သွားခဲ့တာပါ။ဒီလိုမျိုးလူသားစားပူးထားတဲ့တိလိဆန်တွေမှာပုံမှန်တိလိဆန်တွေထဲအစမတန်တန်မာပြီးတော့ကျန်းတဲ့နေတဲ့တာကိုလည်းမကြာခဏတွေ့ရတတ်ပါတယ်။ဒီစာဖိုချင်းသေးတကောင်ကလည်းလူအမြောင်များကိုစားသုံးထားတာကြောင့်တနက်နဲ့၉ချက်တိတိတောင်ပြစ်ခတ်နေနေခဲ့ရပါတယ်။ ဆောင်မချင်းတဲ့နှကောင်တွေကတကောင်တည်ဆုံးသွားပြီးဖြစ်ပေမဲ့ကြံတကောင်ကတော့တနက်တန်ကြောင်ထွက်ပြေးသွားခဲ့ပါတယ်ဒါကပြဿနာရဲ့90ရာခိုင်နှုန်းကိုပဲဖြည့်ရှင်းနိုင်သေးတဲ့သဘောတက်ရောက်နေပြီးတော့နောက်တကောင်ကိုပါအပီးပြက်ချေမုန်းနိုင်မှသာသူတို့ရဲ့ပေါင်တန်းချီကုန်ကြထားတဲ့ရထားလမ်းစီမံကိန်းကြီးကိုပြန်လဲစတင်နိုင်မှာဖြစ်တာကြောင့်ပီတာဆန်ကတော့နောက်ချင်းတဲ့တကောင်ကိုပါပြစ်ခတ်နိုင်နေမှုထပ်မံဆောင်ဆိုင်ခဲ့ပါတယ်ဒီလိုနဲ့ပထမတကောင်ကိုပြစ်ခတ်နိုင်နေပြီးတော့ရက်20တတိအကြာ 1898ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာပဲဒုတိယစာဖိုတကောင်ကိုထပ်မံနှိမ်နင်းနိုင်ခဲ့ပါတယ်။ဒီတစ်ခါမှာတော့ပီတာဆန်ကပထမတကောင်နှုန်းကထက်ပိုမိုနီကတ်စွာပြစ်ခွင့်ရရှိခဲ့တာကြောင့်အလွယ်တကူပဲနှိမ်နင်းနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ဒီလိုနဲ့ပဲလူပေါင်းရာနဲ့ခြီးပြီးတက်ဖြတ်စားတောက်ခဲ့တဲ့စာဖိုလိုင်းယွန်းတွေလို့ခေါ်တဲ့လူသားစားချင်းတွေကြီးနှစ်ကောင်လည်းအဆုံးသက်သွားခဲ့ရပါတယ်။ ဒီချင်းတဲ့နှကောင်ကိုနှိမ်နှင်းပြီးတဲ့နောက်မှာမှာယထာလန်းစီမံကိန်းကလည်းပြန်လဲစတင်နိုင်ခဲ့ပြီးတော့ဒီနေ့မြင်တွေ့နေရတဲ့သမိုင်းဝင်ယူကန်နာရိန်းဝေးကြီးတစ်ခုဖြစ်လာခဲ့တာပါဒီချင်းတဲ့တွေတက်ဖြတ်ပြီးနောက်မှာတော့ပီတာဆန်ကချင်းတဲ့နှကောင်လုံးရဲ့အရေးကုန်တဲ့ခေါင်းတွေကိုအမတ်တရအနေနဲ့ခွာယူခဲ့ပါတယ်အရွယ်စားအနေနဲ့ခနာကိုအရှိ6ပေအထိရှိနေပြီးတော့ပုံမှန်ချင်းတဲ့တွေထက်တီးတီးတတ်တာကြီးကို ကြီးမားနေခဲ့ပြန်ပါတယ် ဒီလိုကြီးမားလာတဲ့အရေးကုန်တဲ့အယိုးစုတွေကိုတော့ပီတာဆန်က1924ခုနှစ်မှာ Museum of National History လို့ခေါ်တဲ့ပြတိုက်ကိုပေါင်9000နဲ့ရောင်းချခဲ့ပါတယ်။ဒါကဒီနေ့ခေတ်တန်ဘိုးနဲ့ဆိုရင်အမေရိကန်ဒေါ်လာ8000ခန့်အထိတန်ကြီးရှိပါတယ်။ဒီပြတိုက်ကတော့ချီကာဂိုမြို့အမေရိကန်နိုင်ငံမှာတည်ရှိပါတယ်။ပြတိုက်အနေနဲ့လည်းဒီလိုသမိုင်းဝင်ရှင်သန်နှကောင်ရဲ့ခနာကိုအစိပ်ပိုင်းတွေကိုဒီနေ့ထက်ထိတိုင်ပြတိုက်မှာပြသထားပြီးတော့ ဒီချင်းသေးတွေရဲ့ခနာကိုအစိမ့်အပိုင်းတွေကပြရတဲ့ရဲ့အထင်ကရလူစိတ်ဝင်စားမှုအခမ်းအားဆုံးအရာတွေလည်းဖြစ်နေပါတယ်။ဒါပြင်ဆာဖိုချင်းသေးတွေရဲ့မွေးရဲ့မြေဖြစ်တဲ့ဆာဖိုဒေတာမှာဆိုရင်လေဒီဖြစ်ရဆိုတဲ့ပတ်သက်တဲ့အမတ်တရားနေရာတွေများစွာရှိပါတယ်။ပထမဆုံးကဆာဖိုမြေကူးတရားဖြစ်ပြီးတော့ဒီနေရာကဆောက်လုပ်ရေးလုပ်ငန်းတွေစတင်ခဲ့တဲ့နေရာဖြစ်သလိုချင်းသေးတွေကလူတွေကိုစတင်တိုက်ခိုက်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ ီနေ့ခင်မှာတော့ကြီးတဲ့တင်ကုံတင်မီယထားတွေဆက်လက်ခုံမောင်းနေစေဖြစ်ပါတယ်။ဒါနဲ့မကသေးပဲချင်းတွေဝင်ရောက်တိုက်ခိုက်ခဲ့ကြတဲ့နေရာတွေကအဆောက်အဦတွေအားလုံးကိုလည်းအမတရားပြားလိုက်တွေအဖြစ်တည်ရှိနေပါသေးတယ်။အဲ့ဒီအချိန်ကာလတုန်းကကြောင်းမတ်ဖွဲရအိမ်မက်ဆိုးတွေအပြည့်နဲ့နေရာတစ်ခုဖြစ်ခဲ့ပေမဲ့ဒီနေ့ခင်မှာတော့ကဘာလဲခီးသွားတွေကအမတရားဓပုံတွေလာရောက်ရိုက်ကူးနေကြတဲ့နေရာတစ်ခုဖြစ်နေပါပြီ။ စာကိုချင်းလေးပြတိုက်ဆိုတာလည်းရှိနေသေးပြီးတော့ဒီပြတိုက်မှာတော့ချင်းလေးတိုက်ခိုင်းမှုတွေရဲ့မှတ်တမ်းတွေပီတာဆန်ရဲ့မူရင်းမှတ်တမ်းတွေ အပြင်ကမှယူဂန်ဒါရင်းရေးတီဆောက်စင်ကတမိုင်းကြောင်းမှတ်တမ်းတွေကိုပါပြသထားပါတယ်ဒီနေရာမှာဗီဒီယိုရဲ့အစကကျွန်တော်ပြောခဲ့တဲ့စာကိုချင်းလေးအထီးနှစ်ကောင်ကဘာကြောင့်လဲဆန်မွေးတွေရှိမနေတာလဲဆိုတဲ့အကြောင်းကိုလည်းဆက်လက်ရှင်းပြသွားပါမယ်ဒီစာကိုချင်းလေးနှစ်ကောင်ကအထီးတွေဖြစ်ပေမဲ့လဲဆန်မွေးတွေမရှိတာကြောင့် သူတို့ကိုမြင်ရတဲ့အမြင်မှာကတော်တော်ကြောက်စရာကောင်းနေပြီးတော့စိတ်ဒသဆန်နေကြတာပါတကယ်တော့စာဖို့ဒေတာမှာကဒီချင်းနေအထီးနှစ်ကောင်ပဲလေဇံမွေးမရှိတာမဟုတ်ဘဲနဲ့ဒီဒေတာကတခြားချင်းနေအထီးတော်တော်များများကလည်းလေဇံမွေးတွေရှိမနေကြပါဘူးဘာကြောင့်လဲဆိုတာကိုတော့ကျွန်တော်ကအချက်၄ချက်နဲ့ရှင်းပြပေးပါမယ်နံပါတ်၁အနေနဲ့ကတော့ရာသီဥတုနဲ့ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေပါစာဖို့ဒေတာကအရှေ့အာဖရိကရဲ့ပူပြင်း၆တွေးတဲ့နေရာတစ်ခုပါ ဒါကြောင့်ဒီလိုပူပြင်းလာတဲ့ယာဒီဥဒုမှာဆိုရင်လေဆံမွေးရှိတဲ့ခြင်းသေးတွေအနေနဲ့အပူဒဏ်ကိုပုံမူခံစားရနိုင်ပါတယ်။ဒါကြောင့်လေဆံမွေးမရှိတဲ့ခြင်းသေးတွေကပူပြင်းတဲ့ယာဒီဥဒုမှာဆိုရင်ခန္ဓာကိုယ်အပူချိန်ထိန်းညီရေးသာမိုရဂူလေးရှင်းအတွက်ပုံမူအသုံးဝင်ပါတယ်။ဒါကသဘာဝပတ်ဝန်းကျင်ကြောင့်စင်ကဲပြောင်းလဲလာတဲ့ဖြစ်စဉ်တစ်ခုပါ။နံပါတ်1အနေနဲ့ကတော့မျိုးရိုးဗီဇာဆိုင်ရာအကြောင်းရင်းမှာ ဆာဖိုနဲ့အနီနာတဝိုက်ကချင်းနေတော်တော်များများမှာလေဆံမွေးတွေမရှိရပါဘူးဒီလိုဗီဇာရှိတဲ့ချင်းနေ reproduction လို့ခေါ်တဲ့မျိုးပွားမှုတွေဆက်လက်ဖြစ်ပေါ်လာတဲ့အခါမှာတော့ဒါကဆာဖိုဒေတာတဝိုက်မှာလေဆံမွေးမရှိတဲ့ချင်းနေတွေမျိုးပွားလာကြပြီးပြန့်နှံ့သွားတာမျိုးလည်းဖြစ်နေနိုင်ပါတယ်ဒါကိုချီကာဂိုပြတိုက်ကဒေါက်တာဘရုစ်ပီတာဆန်ကဆာဖိုချင်းနေတွေရဲ့ခန္ဓာကိုယ်အစိပ်အပိုင်းတွေကနေလေ့လာတွေ့ရှိခဲ့တာပါနံပါတ်3အနေနဲ့ကတော့ဟော်မုန်းဆိုင်ရာအကြောင်းရင်းမှာ ။ရှင်သန်တွေရဲ့လေဆံမွေးတွေကအထီးဟော်မုန်းဖြစ်တဲ့တက်စတိုထရုန်းတွေနဲ့ဓာတ်ရိုက်ဆက်ဆက်နေပါတယ်။လေဆံမွေးတွေပိုများပြီးတော့ပိုပြီးတော့မဲနေတဲ့လေဆံမွေးရှိတဲ့အကောင်တွေမှာအထီးဟော်မုန်းတွေပိုမှုများပြားတတ်ပါတယ်။ကျင်းတဲ့အချင်းချင်းတိုက်ပွဲတွေမှာအနိုင်ရလိရှိတဲ့အကောင်တွေကလေဆံမွေးတွေပူပြီးတော့မဲနေတဲ့ချင်းတွေဖြစ်နေတတ်တယ်လို့လေဆံမွေးအမဲအောင်ရှိတဲ့ကောင်တွေကပဲအုပ်စုကိုဥဆောင်နေတတ်ကြတာကိုလည်းတွေ့မြင်ရမှာပါ။ ဆာဗိုချင်းသေးတွေမှာကတော့လေဆံမွေးတွေရှိမနေပေမဲ့ရန်လိုမှုနဲ့မျိုးပွားနိုင်စွမ်းတွေကိုတွေးမြင်ရတာကြောင့်လေဆံမွေးမရှိပေမဲ့အထီးတက်စတိုထုန်းအပြည့်ရှိတဲ့ကောင်းတွေပါဒါကြောင့်ဆာဗိုချင်းသေးတွေကလေဆံမွေးမရှိတာဟော်မုန်းကြောင့်မဖြစ်နိုင်ဘူးဆိုတာကိုတော့သက်သေပြနိုင်ခဲ့ပါတယ်နံပါတ်၄အနေနဲ့ကတော့ထိခိုက်ဒဏ်ရာရရှိမှုပါတပြက်နေနေနိုင်ခဲ့တဲ့ဆာဗိုချင်းသေးနှစ်ကောင်တည်းကတကောင်မှာဆိုရင်တွားဖို့စားပြီးတော့ပျက်စီးနေတဲ့ green ရှိနေတာကိုတွေ့ရှိခဲ့ရပါတယ် ဒီလိုနာကျင်မှုနဲ့စိတ်ဖိစီးမှုတွေကခန္ဓာကိုယ်ဟော်မုန်းတွေကိုပြောင်းလဲစေပြီးတော့လေဆံမွေးတွေကိုလည်းကျွတ်သွားစေနိုင်ပါတယ်။တကယ်လို့ server data ကချင်းတဲ့အထီးတွေမှာဒီလိုမျိုး green နဲ့သွားဘက်ဆိုင်ရာပြဿနာတွေကြောင့်လေဆံမွေးတွေ ရှိမနေနိုင်တာကလည်းဖြစ်နိုင်ခြေရှိတဲ့အကြောင်းပြချက်တစ်ခုပါ။ဒါပေမဲ့သိပ္ပံပညာရှင်တော်တော်များများကတော့ယာတိဥရုနဲ့သဘာဝပတ်ဝန်းကျင်ကြောင့်သာ server ချင်းတွေမှာစင်ကဲပြောင်းလဲမှုဖြစ်ပေါ်လာပြီးတော့လေဆံမွေးတွေလုံးဝရှိမနေတဲ့ဆိုတဲ့အချက်ကိုလက်ခံထားကြပါတယ်။ အခုကျွန်တော်ပြောပြပေးသွားတဲ့အချက်လက်တွေကတော့ server data ကချင်းတဲ့အသေးတွေမှာဘာကြောင့်လဲဆန်းမွေးတွေရှိမနေသလဲဆိုတာကိုဖြစ်နိုင်ခြေရှိတဲ့အချက်လက်တွေကိုသုံးသပ်တင်ပြပေးထားတာပါဒီနေ့တင်ဆက်ပေးသွားတဲ့ server ချင်းတဲ့နှကောင်ကြောင့်မြေထားလန်လုံသားအများအပြားတည်ဆုံးခဲ့ရတဲ့အကြောင်းကိုဒီချင်းတွေကိုနှိမ်နင်းခဲ့တဲ့ Peterson က South Out ရေးသားခဲ့တယ်လို့ Hollywood ကလည်းဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ရုပ်ရှင်ကားတကားရိုက်ကူးထားတာရှိပါတယ် ဒါတွေကအတိတ်ကဖြစ်ရဆိုးတွေဖြစ်ခဲ့ပြီးတော့ဒီနေ့ခေတ်ခါမှာတော့အဲ့ဒီဒေတာကခီးသွားတွေရဲ့မျက်စိကျစရာနေရာတခုလည်းဖြစ်နေပြီးတော့အဲ့ဒီချိန်ကကြန့်ရှိခဲ့တဲ့အဆောက်အအုံတွေနဲ့အမတ်တရနေရာတွေအများပြားကိုလည်းစာဖူဒေတာမှာယနေ့ထက်ထိတိုင်အောင်တွေ့မြင်နိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်ဆိုခင်ဗျာ